မင်္ဂလာမနက်ခင်းလေးပါခင်ဗျာနေ့စဉ်မနက်ဒေသနာစီစဉ်ကနေအားလုံးကိုယေရှုနာမအားဖြင့်တပန်ပြန်လေကျူဆူနှုတ်ခွန်းဆက်သလိုက်ပါတယ်ဒီကနေ့မနက်အားလုံးနဲ့အတူတူအခံယူတည်ဆောက်မဲ့နှုတ်ကပတ်တော်ခေါင်းစဉ်လေးကတော့ယုံကြည်သူနဲ့နေရက်တွေကိုရွေးချယ်ခြင်းဆိုတဲ့ခေါင်းစဉ်လေးဖြစ်ပါတယ်ဒီကနေ့ယုံကြည်သူတွေတချို့ဒီကနေ့တိုင်အောင်ကေတင်ချင်းရပြီးပြီယုံကြည်သူဖြစ်ပြီးပြီဒီကနေ့တိုင်အောင် မင်္ဂလာဆောင်လို့ရှိရင်ဘယ်ရက်ကောင်းပါရဲဆိုမှရင်းမြက်လေးရွေးချယ်တတ်တဲ့သူတွေနော်အတူပါဖြစ်လို့ရှိရင်တော့ဒီရက်ကမကောင်းဘူးဒီရက်ကကောင်းတယ်ဆိုမှရွေးချယ်တဲ့သူတွေမွေးနေ့လုပ်မယ်ဆိုရင်ဒီရက်ကောင်းတယ်ဒီရက်မကောင်းဘူးဆိုမှရက်ကိုရွေးချယ်တတ်တဲ့သူတွေနော်စီးပွားရေးဟိုပါလေလှုပ်တော့မယ်ဆိုရင်ဘယ်ရက်မှလှုပ်ရမယ်ဘယ်ရက်မှမလှုပ်ရဘူးဘယ်ရက်မှာဟိုဖွင့်ပွဲလုပ်ရမယ်ဘယ်ရက်မှာဖွင့်ပွဲလုပ်လို့မရဘူးစသဖြင့်ရက်မြက်ကို ရွေးချယ်တဲ့ယုံကြည်သူတွေအများကြီးရှိနေသေးတယ်။ရက်မြက်ကိုရွေးချယ်တယ်လို့ပြောလိုက်တဲ့အခါမှာလေခံယူမှုနှစ်ခုကိုရှင်းရှင်းလင်းလင်းနားလည်ထားရမယ်။အရင်တော့ကျွန်တော်တို့မယုံကြည်မယုံကြည်သေးခင်ကလှုပ်ခဲတဲ့ဘိုးဘွားတွေလှုပ်ခဲတဲ့ဒီရက်ကတော့ကောင်းတယ်ဒီရက်ကတော့မကောင်းဘူးဆိုမှဘေးတင်လက္ခဏာအသက်ပညာနဲ့ရွေးချယ်ခဲ့တဲ့ငကားကောင်းပဲမှာလဲ့တယ်ဟိုလဲ့တယ်ဒီလဲ့တယ်ဒီလိုမျိုးခံယူချက်ကယုံကြည်သူဖြစ်လာတဲ့အခါမှာ စွန့်ပြစ်ရမှာဖြစ်ပါတယ်အခုထိယုံကြည်သူဖြစ်ပြီးတော့မှတစ်ဖက်မှာဖယားကိုရှိခိုးတစ်ဖက်မှာဘေဒင်လက္ခဏာကြီးမှရက်မြက်တွေရွေးချယ်နေတဲ့ယုံကြည်သူတွေကျွန်တော်ပြောမယ်အပြစ်ရှိပါတယ်ဘေဒင်လက္ခဏာအသက်ပညာကိုဖယားသခင် မကြိုက်ဘူးယုံကြည်သူတွေမလောက်ရဘူးဆိုတာတမဟောင်းကျမ်းကလေးကရှင်းရှင်းလင်းလင်းအများကြီးပေါ်ပြပြီးဖြစ်ပါတယ် ဒါကြောင့်ဒီကနေ့ယုံကြည်သူခရိယန်တွေဘေးဒင်လက္ခဏာတွေကြည့်ပြီးတော့မှရက်မြက်တွေရွေးတာတို့เนาะအိမ်ပြောင်းတဲ့အခါမှာဘယ်ရက်ကောင်းတယ်တို့เนาะဟိုမိမသွားတောင်းတဲ့အခါမှာဘယ်ရက်ကောင်းတယ်တို့ယုံကြည်သူခရိယန်တွေအဲ့လိုမျိုးထွေထွေထူးထူးဟိုလိုက်နာဆရာလို့လားမလို့ဘူးเนาะမလို့ဘူးเนาะယုံကြည်သူခရိယန်တွေမှာကရွှေမျိုးသားချင်းတွေနဲ့เนาะဘယ်ရက်မှာအဆင်ပြေတယ်ဆိုတဲ့အပိုင်းမှာတော့ရွေးချယ်လို့ရတယ်ဒါပေမဲ့ ထူးထူးခြားခြားကြီးဟိုဟိုနှက်ကိုကြောက်လို့ဒီနှက်ကိုကြောက်လို့ကံမကောင်းပါဆိုလို့ဒီလိုဖြစ်မှာဆိုလို့ဟိုလိုဖြစ်မှာဆိုလို့ဆိုမှရက်မြက်ကိုရွေးချယ်ဖို့လို့ဆရာမလိုပါဘူးရက်မြက်ကိုရွေးချယ်မယ်ဆိုရင်တခုပဲရွေးချယ်အာအဲ့ဒီရက်မှာငါတို့မိသားစုစုံရက်လားအဲ့ဒီရက်မှာယာတိဥစုကောင်းရက်လားအေးဒီလိုမျိုးတော့ချင်းချင်းချိန်လို့ရတယ်ဒါပေမဲ့ဟိုလွဲမားတဲ့ယုံကြည်မှုနဲ့တွားပြီးတော့မှဘေဒင်လက္ခဏာကြည့်ပြီးတော့မှရက်မြက်ရွေးချယ်တာမျိုးကျန်းစာကခွင့်မပြုထားပါဘူး ရှင်ပေါလုကဒီအကြောင်းနဲ့ပတ်သက်ပြီးမှကျမ်းစာမှာဘယ်လိုရေးထားလဲဆိုတော့ယောမဩဝါဒစာအခန်းကြီး14အငယ်9မှာနေရတရက်ထက်တရက်တာ၍မြက်ဒီဟုလူအချို့ထင်တတ်ကြ၏လူအချို့မထင်လူတိုင်းမိမိစိတ်တဘောကြပါစေဒီနေရာမှာရှင်းရှင်းပြပြတားတားလေးပဲဖော်ပြတယ်ခုနကျွန်တော်ပြောသလိုပါနော်ဘေဒင်လက္ခဏာကြည်တာမျိုးတော့ဘုရားသခင်မနစ်သက်ဘူးဒီအပိုင်းကိုယုံကြည်သူတွေစွန့်လို့ရမယ် ဒါပေမဲ့နောက်ထပ်တစ်ပိုင်းရှိတယ်နောက်ထပ်တစ်ပိုင်းမှာတော့မိသားစုစုံလားမစုံဘူးလားเนาะယာတိဥတုကောင်းလားမကောင်းလားဒီနေ့မှာလမ်းခီကိုအဆင်ပြေလားဘာညာအဲ့ဒီယာတွေကိုကြည့်မယ်ဆိုရင်တော့အဲ့ဒီလိုကြည့်မှရွေးချယ်လို့ရတယ်ဒါပေမဲ့မာယုံတဲ့ယုံကြည်မှုအရင်တော့ကျွန်တော်မယုံကြည်သေးခင်မှာဘိုးဘွားနဲ့ကိုးကွယ်မှုเนาะရိုးရာဒလိဘိုးဘွားနဲ့ဆိုးကိုးကွယ်တဲ့ယုံကြည်မှုကိုတွားမှာ နေ့ရက်ကိုရွေးချယ်တာမျိုးယုံကြည်သူခရိယန်တွေမလုံသင့်ဘူးလို့တမန်ကျမ်းစာအရကျွန်တော်ပေါ်ပြချင်တယ်။ဘာလို့လဲဆိုတော့ဒီကနေ့တိုင်အောင်ယုံကြည်သူတွေတော့တခုခုလှုပ်တော့မယ်ဆိုလို့ချင်းဖះကိုလည်းရှိခိုးတယ်။လမ်းဘေးကဘေးတင်ကိုလည်းဟိုတိုးတိုးတိတ်တိတ်သွားကြည့်သေးတယ်။ရက်မြက်တွေရွေးသေးတယ်။ငကားကောင်းဘယ်လက်ညာလက်တောင်လက်အရှိလက်အာယုံကြည်သူတွေဒီကနေ့တိုင်အောင်အဲ့လိုမျိုးလုပ်နေသေးတယ်။ဒီညာတွေကိုဆွန့်ပစ်လိုက်ပါတော့ဆွန့်ပစ်လိုက်ပါတော့ရှင်ပေါ်လို့ခေကာလာမှာဒီလိုမျိုးယုံကြည်သူတွေရှိတယ်နော်။ ဒါကြောင့်ရှင်ပေါလုကတို့ဘလို့တုံတင်လဲကျွန်တော်ကျင်းကျင်းစာတစ်ချက်ဖတ်ပြမယ်ဂလာတိဩဝါဒစာခန်းကြီး၄အငယ်၈ကနေ၁၁အထိเนาะကျွန်တော်ဖတ်ပြမယ်เนาะတို့တော်လဲအထက်ကတင်တို့ဒီဖယားသခင်ကိုမတိတော့အခါဇာတိအားဖြင့်ဖယားမဟုတ်တော့သူတို့၏အမှုကိုဆောင်ရွက်ကြ၏ဒါကတော့ရှင်ပေါလုကတို့ပြောတယ်နေတို့မယုံကြည်ခင်မှာတဲ့ဖယားမဟုတ်တဲ့ယုတ်သူစင်သူနှက်ဆိုးဝိညာဉ်ဆိုးတွေရဲ့ဒလိကိုလိုက်တာထားပါတော့တဲ့ဒါနေတို့မယုံကြည်ခင်မှာလုပ်ခဲ့တာတဲ့ နော်ဆက်ပြီးမှသူဘလို့ပြောလဲဆိုယခုမူကားတဲ့တင်တို့ဒီဖယားသခင်ကိုတီးပြီးမှဟူ၍မဆိုဖယားသခင်ဒီတင်တို့ကိုတီးတော်မူပြီးမှအာမရှိ ချမ်းသာမပေးနိုင်တော့တရားနှုတ်တို့အဘယ်ကြောင့်တဖန် ပြောင်းလဲကြသနည်းတဲ့အရင်တော့မတီးတဲ့အချိန်ကျတော့ဟိုဟိုရက်ဆောင်နေဒီရက်ဆောင်နေနော်သားပါတော့တဲ့ဒါမယုံကြည်သေးခင်အားလုတ်ခဲ့တဲ့ညာအခုယုံကြည်သွားပြီလေတဲ့ဖယားသခင်နေတို့တီးသွားပြီနေတို့လည်းဖယားသခင်အကြောင်းတီးသွားပြီ ဒီယုံကြည်သူဖြစ်လာပြီဆိုမှဘာလို့နေရက်ဒီလာဒီစောင့်နေသေးတာလဲတဲ့တရားနှုတ်ဆိုတာအဲ့ဒါကိုပြောတာဆက်ပြီးမှအဲ့ဒီအဲ့ဒီအကြောင်းပြောတာတရားနှုတ်အကြောင်းပြောတာထိုလောကီတရား၌တဖန်ကျွန်ခံခြင်းကအလိုရှိကြပြီတကားတဲ့နေ့လာနေရက်အချိန်ကာလများကိုစောင့်ကြပြီတကားတဲ့ငါဒီတင်တို့စီမအချီးနီးစူးစမ်းအားထုတ်ဒီဟုတ်တင်တို့အကြောင်းကြောင့်စိုးရင်လည်းရှိ၏တဲ့ရှင်ဘောလူကတော့ကျမ်းစာထဲမှာ ရှင်းရှင်းပြပြတတ်တာဖော်ပြတယ်နေတို့ဒီလိုလုပ်နေတာငါနေတို့ဒီလောက်ထိတုံတင်ပြတာနေတာနေတို့ဘာလို့နေရလတွေကိုစောင့်နေသေးတာလဲနေတို့ဘာလို့ဒီအချိန်နေတွေပါတွေရွေးနှုတ်နေသေးတာလဲဟိုရက်ကောင်းဒီရက်ကောင်းဆိုမှဘာလို့ညင်းခုန်နေကြသေးတာလဲအဲ့ဒီတရားနှုတ်ဖက်မှာဘာလို့တွားနေတာလဲတဲ့ရက်မြက်တိုင်းရက်မြက်တိုင်းဟာဖရာသခင်ပေးတနာတော်မူတဲ့နေ့ဖြစ်တယ်တဲ့ဒါကြောင့်ရက်မြက်တိုင်းဒီကောင်းကြီးမင်္ဂလာခံစားရတော့နေဖြစ်တယ်ဟာလေလုယာ ဒါကြောင့်ချစ်တော်ညီကိုမော်မမများကျွန်တော်ပြောပြချင်တယ်မင်္ဂလာဆောင်ဒီဖြစ်ပါစေအိမ်ပြောင်းဒီဖြစ်ပါစေအိမ်ဆောက်ဒီဖြစ်ပါစေစီးပွားရေးလုပ်ဒီဖြစ်ပါစေဘယ်ရက်မှကောင်းလဲနေရက်တိုင်းကောင်းပါတယ်ဝူပြူတဲ့တနင်္ဂနွေနေ့ဆိုလို့ရှိရင်တော့မလုံနဲ့ဘောဘာလို့လဲဆိုအဲ့ဒီတနေ့ကအသိန်းတော်ကတတ်မှတ်ပြီးတော့မှဝူပြူတဲ့နေ့ကိုအဲ့ဒီနေ့မှာမင်္ဂလာဆောင်လာတော့ဟိုစီးပွားရေးလုပ်တာတော့တခြားပါညာလုပ်တာတော့ဆိုဝူပြူပွဲကပြတ်သွားလိမ့်မယ်ဒါကြောင့်ဝူပြူတာကိုဦးစားပေးမယ်အဲ့ဒီရက်ကလွဲလို့ကြံတဲ့ရက်တွေအလုံးအလုံးကိုကျွန်တော်တို့အစဉ်ပြေသလိုလုပ်လို့ရတယ် အစင်ပြေတဲ့နေ့ကိုအားလုံးအစင်ပြေတဲ့နေ့ကိုရွေးချယ်မှလုပ်လို့ရတယ်။ဒါရွေးချယ်မှုမှန်ကန်ခြင်းကိုတချို့ရွေးချယ်မှုမားနေတာကဟိုနှက်ကိုကွယ်မှုရိုးရတလေးနဲ့ဟိုနှကောင်းကောင်းဘယ်နဲ့ညာလဲဆိုတော့ဘေးဒင်လက္ခဏာကြည့်မှရက်ကိုရွေးချယ်တာက မလိုအပ်ဘူးတဲ့မလိုအပ်ဘူး။ဒါကြောင့်ချက်တော်ညီကိုမှတော်မများအခုကျွန်တော်မေးချင်တယ်။ရက်မြက်ကိုအထူးပဲရွေးချယ်တဲ့ယုံကြည်သူတွေရှိလား။ရှိတယ်ဆိုရင်နောင်တရရနော်။မလိုအပ်ဘူး။ နေ့ရဲ့တိုင်းကဖယားသခင်ကောင်းကြီးပေးတဲ့နေ့ပဲနော်ဖယားသခင်ကိုလည်းကိုးကွယ်ဘေးတင်လက္ခဏာတွေကြည်မှတရားနုဖက်မှမတော်ပါနဲ့တော့အဲ့ဒီຢာတွေကိုဖယားသခင်မနစ်တတ်တော့ဘူးဖယားသခင်စီမှာပဲဆုတောင်းရပြီနော်တင်းချိုင်းပြင်တာပဲဖြစ်ဖြစ်အိမ်ပြောင်းတာပဲဖြစ်ဖြစ်မင်္ဂလာဆောင်ပဲဖြစ်အတူပါပဲဖြစ်ဖြစ်စီးပွားရေးလှုပ်တာပဲဖြစ်ဖြစ်ဘာလှုပ်လှုပ်ညာလှုပ်လှုပ်ရက်မြက်ကိုထွေထွေထူးထူးတွားပြီးတော့မှလက္ခဏာဘေးတင်ကြည့်စရာမလိုတော့ဘူးဒါတွေဖယားသခင်မနစ်တတ်ဘူး ဖျားသခင်စီမှာပဲဆူတောင်းပြီးမှကိုအစဉ်ပြေတဲ့နေ့အားလုံးအစဉ်ပြေတဲ့နေ့ရာတီဥတုတာယာတဲ့နေ့ယွင်းရပြီဒါကိုနားလေပါစေနားလေနိုင်တဲ့ခွန်အားတန်ရှင်တော်ဝိညာဉ်တော်ပေးပါစေဒါကြောင့်ယုံကြည်သူတွေနေ့ရက်ကိုထွေထွေထူးထူးလိုက်ဆောင်စရာလိုလားလိုက်လိုက်လိုက်ပြီးတော့မှဟိုရှာစရာလိုလားဘယ်ရက်ကောင်းဘယ်ရက်မကောင်းမလိုအပ်ပါဘူးဖျားသခင်စီဆူဆူတောင်းပြီးတော့မှနေ့ရက်တိုင်းဟာဖျားသခင်ပေးတဲ့နေ့ရက်ဖြစ်တဲ့အကောင်းဆုံးလှုပ်ဆောင်သွားလို့ရတယ်ဆိုမှကျွန်တော်ခွန်အားပေးခြင်းနဲ့ ကျွန်တော်တို့ခရီးရန်ယုံကြည်မှုမှာအသင်းတော်ကသတ်မှတ်ထားတဲ့ခရစ်မတ်တို့ရှင်ပြန်ထမ်းမြောက်ရနေ့တို့ဘာနေ့တို့ညာနေ့တို့တော်မှာအသင်းတော်လူကနေသတ်မှတ်ထားတာကျမ်းစာကအထူးသတ်မှတ်ထားတာမဟုတ်ဘူး။ဒါကြောင့်အသင်းတော်ကသတ်မှတ်ထားတာဖြစ်တဲ့အတွက်ကြောင့်အသင်းတော်ချင်းချက်တဲ့ရက်မှာအလုံးအတူတူကပြုလုံပြုလုံမယ်။အဲ့ဒီရက်မှာလုံးဝအစီမပြေခဲ့ရင်တော့မှတခြားရက်တခြားရက်ရွှေ့လို့ရလားမရလား။ရပါတယ်။အလုံးအစီပြေဆွေးနွေးပြီးမှတခြားရက်ရွှေ့လဲရတာပဲ။ ဒါပေမဲ့အသင်းတော်ကနေတကဘာလုံးဆိုင်ရာအားလုံးတရက်ကိုတတ်မှတ်ထားတာဖြစ်တဲ့အတွက်အဲ့ဒီနေ့မှလုံပြီးပိုကောင်းတာပေါ့ဒါပေမဲ့အဲ့ဒီနေ့မှမဟုတ်ဘဲနဲ့တခြားနေ့မှပြောင်းမှလုံမယ်ဆိုရင်လည်းမရစရာအကြောင်းမရှိဘူးဘာလို့လဲအတီးကဖရာသခင်ကိုကိုးကွယ်တတ်ဖို့ပဲနေ့ရက်ကိုကျွန်တော်အသိဆောင်ဖို့မလိုတာဒါကိုနားလည်ဖို့ရန်အတွက်ဖရာသခင်တင့်ကိုတန်ရှင်တော်ဝိညာဉ်တော်အလင်းပေးပါစေအဓိကတော့ယုံကြည်သူတွေ အခုထိအခုထိယုံကြည်သူတွေဘေဒင်လက္ခဏာကြည်နေတဲ့သူတွေနော်ရက်မြက်ရွေးနေတဲ့သူတွေဒီရက်ကတော့ကောင်းတဲ့မင်္ဂလာနေ့ဒီရက်ကတော့အမင်္ဂလာနေ့ဒီရက်ကတော့ကောင်းကြီးခံစားရမယ့်နေ့ဒီရက်ကတော့ကြိမ်ချင်းရှိတယ်မလုံနဲ့နော်ဘာဖြစ်တယ်ညာဖြစ်တယ်အဲ့လိုမျိုးတွေကိုရှောင်ပါတော့စွန့်ပစ်လိုက်ပါတော့တရားနုဖက်မသွားပါနဲ့တော့ဖယားသခင်စကားအတိုင်းအသက်ရှင်ပါနေ့ရက်တိုင်းဟာတင့်အတွက်မင်္ဂလာနေ့ဖြစ်တယ်နေ့ရက်တိုင်းဟာတင့်အတွက်ကောင်းကြီးခံစားရတော့နေ့ဖြစ်တယ်လို့ခွန်အပေးနဲ့ညီကုံချုပ်ပါတယ် အတူတူကဆုတောင်းရအောင်ယေရှုတင်တဲ့ကိုတော့ဒီကနေ့မနက်မှာလဲနေ့ရက်တိုင်းဟာဘုရားသခင် ကောင်းချီးပေးတော်နေ့နေ့ရက်တိုင်းဟာဘုရားသခင်မင်္ဂလာဖြစ်စေတော်နေ့ဖြစ်တယ်ဆိုတာကျွန်တော်တို့နားလည်ခွန်အားယူခွင့်ရတယ်ဘေးတင်လက္ခဏာတွေအဲ့ဒီຢာတွေအားလုံးစွန့်ပယ်ပြီးတော့မှဘုရားစကားအတိုင်းအသက်ရှင်နိုင်ဖို့ရင်ကိုတော်ဆက်လက်မဆပါမိကြောင်းဂျေဇုတော်ချီးမွမ်းနေဆုတောင်းတဲ့ခါမှာကယ်တင်ပိုင်ရှင်ယေရှုခရစ်တော်နာမတော်မြတ်အားဖြင့်ဆုတောင်းပါဒီဖဖေဟာအာမင် တယောက်ချင်းစီတိုင်းကိုဖျားရှင်တာ၍ကောင်းချီးပေးပါစေတော့